အားလုံးမင်္ဂလာပါရှင်မြမအော်ဒီယိုပို့ channel ကနေပြန်လည်ဆူဆူလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့မောင်အချစ်ဆုံးမင်းဆိုရင်အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းတစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်မောင်မင်းကိုမေးလိုက်ပါတော့ ထင်မှတ်မထားသောချစ်သူမိပြောလိုက်သောစကားအံ့အားသင့်စွာဖြင့်မိရဲ့မျက်နှာကိုပြန်ကြည့်မိသည်မိဘလို့စကားမျိုးပြောလိုက်တာလဲမောင်ကြားတဲ့အတိုင်းပဲမောင်မောင်နဲ့မိတို့အစင်တန်မတူဘူးလေမောင်ကဘလောက်ချစ်တယ်ဆိုဆိုအစင်တန်မတူတဲ့ဘဝနှခုပေါင်းဆက်လို့မရနိုင်ဘူးမောင်ရဲ့မိပေါ်ထားတဲ့တန်ရုံးစင်ကြီးအချစ်တွေကိုရှုံသိမ့်လိုက်ပါတော့ ောင်မီပါဆင်းရဲတာအဖြစ်လားမီမောင်ကိုစူးစမ်းဝယ်မပေးတော့ဘူးလားဘာဖြစ်လို့တင်းစိမ့်ချိုးချိုးနေရတာလဲမီရဲ့ဒီမေမောင်မီရှိရှိမဲ့ပြောမယ်ဒီနေ့ဒီနေရာကစပြီးမိကိုမုံလိုက်တော့သူနှစ်ကိုတဲကိုပြမထမင်းရေဖို့အတူတူတောက်တယ်ဆိုတာစာထဲမှာပဲခန်းစားလို့ကောင်းပါတယ်မောင်ကမီမုံနေအတိပယ်မရှိတဲ့မောင်စကားတာယာခဲ့ရီနားခရီ ရှင့်ကိုမုန်းနေမုန်းနေပြောချင်သောစကားများကိုဇက်တိုက်ပြောပြီးပြေးထွက်သွားတယ်။မင်းရဲ့စကားလုံးတိုင်းကရှင်းနေအောင်နားတယ်။ငင်းတငယ်ချင်းဘဝကနေချစ်သူဖြစ်လာသူဘာကြောင့်ဒီနေ့မှဒီစကားမျိုးပြောရတာလဲ။ငါထက်ရာရာတာတဲ့သူတယောက် ਨੇ တွေ့သွားလို့ငါ့ကိုမုန်းစကားဆိုတာလား။နာကြီးစိတ်ဖြင့်တောက်တစ်ချက်ခောက်ပြီးပြန်လာခဲသည် ခြေတူကခါခါသေးသေးအဆက်ဖြတ်အမောင်းထန်တွေပေးတော်လဲအချင်းကြလီဆိုင်းစုံထိုင်ခဲ့ဘူးသောနေရာသို့ခြေဦးလှဲ့မိသည်လေးလံသောခြေလံဖြင့်ရှောက်လန်းနေစဉ်မှာပခုံးမကိုလက်တစ်ဖက်ကပုတ်ခနေအပုတ်ခံလိုက်ရသောကြောင့်လှဲ့ကြည့်လိုက်တဲ့အခါဟာကိုကြီးဆောင်ရလေဗျာအတန်မပေးဘာမပေးနဲ့လန့်သွားတာပဲဟာကောင်ရငါကမင်းပခုံးကိုထိအောင်ပုတ်တာနော် လက်ရံကောကွာမင်းကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကတ်တယ်လို့ပဲဟုတ်တယ်ကိုကြီးဆောင်မင်းကျွန်တော်ကိုခါခါသေးသေးမုန်းသွားပြီကျွန်တော်ကဆင်းရဲလို့တွေအကြောင်းပြချက်တွေစုံနေတာပဲကိုကြီးဟာမဖြစ်နိုင်ဘူးထင်တယ်နော်မင်းတို့နှစ်ယောက်ကြောင့်ငါကတည်ဆုံးမှာမင်းမိဘဆင်းရဲတယ်ဆိုပေမဲ့မင်းတို့နှစ်ယောက်ကြောင့်တုံးမိဘတွေလည်းတည်နေတာပဲကျွန်တော်တို့ကလက်လောက်လက်စားဆိုတော့ အခုကြမှာသူ့သမီးကိုနားချတားဆီးလိုက်တာဖြစ်မှာပေါ့ဗျာနင်းဟောကွာငါမခင်မြောင်စုံစမ်းခိုင်းအောင်မယ်ထားလိုက်ပါတော့ဗျာကျွန်တော်မနေ့ဖန်ဒီရွာကနေထွက်သွားဖို့ဆုံးဖြတ်ထားပြီးပြီတိတ်တနေမွေးတနေပေါ့ဗျာရွာကိုဘယ်တော့မှပြတ်မလာတော့ဘူးအကိုကြီးကိုလည်းနှုတ်ဆက်ခဲ့ပါတယ်အဲဒီလိုကျွန်တော်ပြောပြီးတော့လှည့်ထွက်လာခဲ့တယ်မဟုတ်တာရင်ရှောက်မလို့နဲ့နော်စဉ်းစားအောင်ဟဲ့ကောင်ငါပြောတာကြားလား ကိုကြီးတာဆောင်အော်ပြောရင်းနဲ့ကြံခဲ့သည်ဂုံငွေမရှိတဲ့ဘဝမှာမျက်နှာအလုံးငယ်ရပါလားမောင်ကသာအချက်ဆုံးလို့ပြောခဲ့တဲ့သူတော်ကွာဟတဲ့ဒနာဥစ္စာကိုအချောင်းပြပြီးတော့အမုံစကားဆုံရက်တယ်လီငါဆိုရင်အကောင်ကလေးနင်းကရက်ဆက်တော့ပြတ်သားရမှာပေါ့ကြံခဲ့တော့မေသူလူရင်ရင်းနဲ့အချင်းချင်းအော်ပြောရင်းနဲ့ချစ်တူကြီးလန့်ခွဲအမုံစကားကြောင့် စိန်သားကမိဘညီကိုမောင်နှမများကိုနှုတ်မဆက်တော့ပဲရွာကနေတိတ်တဆိတ်ထွက်ခွာခဲ့တယ်။ကားဂိတ်တွင်ရောက်နာနာနဲ့ဘဲဝဲပဲစီတို့ခရီးဆန်ငူရှာရမလဲ။နိုင်ငံသားသွားရင်လည်းအရင်နှီးကမပါ။ဖားခိုက်တက်ပြီးကြောက်တိုးမယ်ဆိုရင်လည်းခရီးစရိတ်ကမသေး။သင်ရှင်မိပါတယ်။အကြောင်းအလွယ်ရောစွာကရင်ပြည်နယ်ရွှေလောက်ကွက်တွင်အဲဒီမှာလုံးလုံးနေတဲ့ ခရီးတဲ့အကိုတယောက်နဲ့စကားဆက်မိရကခေါ်သဖြင့်လိုင်းလာခဲ့မိတယ်။တကယ်တော့လဲငွေကြေးရင်းနှီးမတက်နိုင်လို့သားရွှေမဝင်လို့ရတာမလွဲပါဘူး။ဝိုင်းရင်လို့သားကိုကြီးတယောက်ပြောထားတယ်လို့နိုင်ငံရချအလုပ်လုပ်ရတာပင်မနဲ့ဆိုတဲ့သူတွေကပင်မနဲ့ဆိုတာရွှေမျောလို့တာထက်တော့တက်တာပါသေးတယ်တဲ့။ဇလ3သိန်းလောက်နဲ့ပြည့်ရမရှိမိုးရွာရွာနေပူပူ အလौသမားခွင့်ရေးဆိုတာနဲ့ ठी ပဲထေချတဲ့ရွှေမရရင်ငွေမရထမင်းစားကြုံခံဘဝတွေလာကြည့်စေခြင်းစမ်းပါပြီမနေ့နှစ်နာရီလောက်ထဆန်နိုးပြီးတော့ဂျင်းနေကထုံနေအိတ်ချိန်မှုတူနဲ့ချိန်ဘလောက်ကြီးဂရီဂရီနဲ့တခါတလေရွှေမရတဲ့မျောဆို ထမင်းစားရတာတော့ခွေးတသာစားရတာခွေးတောင်စီနဲ့စားနေစားရအောင်မေးရေချောရင်အဲ့မျောတိုက်ပြီးသား မုံကျင်းထဲကနေရွေးဝါးကြီးတွေကိုချိုးရတာ။ဘောင်းမီဖြူတလားလို့ဆိုရင်ဝါပြီ။ရှင်းမျောဆိုရှင်းငုတ်ရတာပြန်တက်လာရင်နှာခေါင်းနဲ့မျက်စိဆိုရင်ရှုပ်နေနေလက်နဲ့ကလုံးထုတ်ရတာ။ဘာအသက်ရှူပိုက်ဘာမျက်စိကားမှမပါပဲ။ဒီအတိုင်းငုတ်ရတာ။စက်အကောင်အစိတ်ကိုလေးရောက်ထမ်းမှုတယ်။မထမ်းနိုင်ဘူး။ဒါပေမဲ့လည်းထမ်းရတာပဲ။ တရားရလို့လက်ပြတ်တာတို့ဘာလို့ဆိုစေယုံမကုတ်ပေးဖို့နေနေတသားမျောရဲမစင်းလို့ဆိုပြီးမွေးပါဖြတ်သေးတာဘသူ့ကိုတိုင်လို့တိုင်ရမှန်းလည်းမသိဘူးတဲ့ညနေမျောနာပြီဆိုရင်မျောစင်ကအိတ်ဖတ်တွေကိုနှစ်ဖာလုံးသုံးဖာလုံးကောက်ကမျောရဲစီကိုဣပေဣပေနဲ့ထမ်းရတယ်ပြီးရင်မျောရဲပြီးနာကအိုင်ဘုတ်ကံမှာအိတ်ဖတ်ကိုရိုက်ရတယ်စိတ်ဖြစ်စီမှုရခြင်းမျောကိုပိုင်လို့ ကိုရောစရောစိတ်ဆင်းရဲသွားစေရမယ်။ရွှေမရတဲ့အခါဆိုရင်ပြောချင်တာကဘယ်အရာမှလွှင့်လွှင့်မရဘူးဆိုတာပါပဲ။ချစ်သူမုန်းလို့ငွေရှာတာလွယ်လွယ်နေတော့မရတာသိကြတယ်တဲ့။စဉ်းစားလာကြည့်ပါတော့။ဘာလို့လို့နဲ့တောင်းနေကြောခဲ့ပါပြီ။အကိုဆရာကျေးဇူးကြောင့်အထက်အကျန်းသမားဘွားကနေကိုယ်တိုင်ရွှေချက်နိုင်တဲ့ဘွားကိုရခဲ့ပါပြီ။ဂုံဂုံဂုံဆိုရာငွေကိုခေါ်တယ်။ ငွေရှိရင်လောက်သမျှတင့်သေးတယ်။ရဲရဲတောက်လောင်ကျွမ်းနေသောမီးသွေးမီးပေါ်ပေါ်ရှိ လုံကလေးတဲ့တွင်ရွှေရီရွှေသားမြင်မြင်နေရစေ။အပျော်စိတ်ဖြင့်စိတ်ထဲမှပေါ်လာသောတခြင်းကိုစုံကြီးပြီးတော့အတိတ်ကိုမိကနဲ့ပျော်မိတော်သည်။ကိုစော်ရင်ရိတ်ခါကုန်းတော့မင်းပြ။ပြီးတော့ဓာတုဆေးပင်လေးကုန်းတော့မင်း။ဒါဆိုလေမျိုးတစ်ခေါက်တက်ကြတာပေါ့ကွာ။မင်းလိုရာတွေစင်းရင်လောက်တာ။ ငါဘော်စီကိုဘာမှမလဲသွားမိလိုက်အောင်မေကိုကိုရွှေတော်ရအောင် ခေါ်လာတဲ့သူအသိပညာတတ်ပညာတွေကိုမျှဝေပေးတဲ့သူအစစရရထိမ့်သိမ့်ဆောက်ရှောက်ပေးတော့အကိုစရာဘောစီကြောင့်ကိုပိုင်လောက်ွက်ဖြင့်ရွှေထုံနိုင်သည့်အဆင့်ကိုရလာခြင်းဖြစ်သည်ကျေးဇူးရှင်ပါပဲဘောစီကျွန်တော်တို့မြို့တံမလို့မှားစရာရှိသေးလားမှားစရာတော့မရှိပါဘူးကွာအာနေအောင် ငါဒီတက်လာနှစ်လာမပြောင်းပြစ်သေးဘူးအင်ကုန်ကဘန်းနေပြီးတော့သင်ရတော့လွှဲပေးခြင်းနဲ့ကွာလုပ်ပေးပါအောင်ရှားပါတယ်ပေါ်စီကျွန်တော်သွားလွှဲပေးပါမယ်လူဝဲတီများကိုပြင်စင်မြို့သူဆရာတပင်းနှစ်ယောက်အသားနာဆုံးအဝိတ်ကိုဝိတ်ကာဆိုင်ခဲတဆင့်ကားတဆင့်ဖြင့်မြို့သူရောက်လာလေပြီလူဝဲတီများကိုဝဲယူထုတ်ပေါ်အစီစဉ်ချပြီးတော့ငွေလွှဲရန်ဘန်းသူထွက်ခဲ့ကြသည် ပကြခဏလွှဲပူသောကြောင့် အဆင်ပြေပါရဲ့ဘမ်းမအထွက်ဟဲ့နင်ဝင်းဆောင်မဟုတ်လားရုပ်တရက်နာမည်ခေါ်သူကိုကြည့်ရင်းနဲ့မှင်သက်တယ်လို့ခန်းစားရသည်ကဘာကြီးကကြင်ကြင်နေပါလားရွာနဲ့မိသားစုကိုလုံးဝအဆက်အသွယ်ဖြတ်ဘဝဆက်မြုပ်စည်းဝါရှာနေတော့လေဟုတ်တယ်နင်လှဝင်းကြည့်မဟုတ်လားအေးဟုတ်တယ်အော်နင်တော့တထေးသားပေါ့စာဖြစ်နေပြီပဲလမ်းနေရပြီနော် နင်းနေပပပါဟာနင်းဒီကိုဘလို့ရောက်တာလဲဟုတ်သားပဲငါလာဝကဒူဦးစီလျှောက်တာအာအောင်ကိုဒီမြို့မှာတာဝန်ကျနေတယ်လေကောင်းတာပေါ့ငါမြို့ကိုရောက်တိုင်းနေ့စီဝင်လေလို့ရပြီပေါ့နင်းလေးတကယ်လုံးရက်တယ်ရွာကိုလည်းမဆက်မသွင်းနဲ့ငါဘာကြောင့်ရွာကထွက်ပြေးရတယ်ဆိုတာနင်းသိပါတယ်စိတ်နာတယ်ဟာရွာเจ้าကိုမပြောကြရင် ကောင်းမယ်ထင်တယ် နေမကြားချင်ပေမဲ့ငါနင့်ကိုပြောစရာရှိတယ်။လာဟိုလဖက်ရင်ဆိုင်မှာခဏထိုင်လိုက်။နေ9မိနစ်လောက်တော့ငါ့ကိုအချိန်ပေးနိုင်မှာပါ။ရပါတယ်လေ။သွားသွား။လူရှင်းချောင်းစက်ကြနေရာရင်းနေရာယူပြီးတော့လဖက်ရင်မုံမျိုးစုံကိုမှားလိုက်တယ်။ဇပွဲတို့လာချပြီးတော့မုံနဲ့လဖက်ရင်များကို လာဝင်းကြည့်တရားငေးဆိုင်ကြည့်နေရင်မျက်ရည်များကစီးကြလာတယ်။စားလေတငယ်ချင်း ဘာဖြစ်လို့မျက်ရည်ကျနေရတာလဲနင်းနင်းချစ်သူမေသူလူရဲ့အကြောင်းကိုမသိချင်ဘူးလားဘာမေသူလည်းလဲသွားစားမှာဟာအချင်းနဲ့မေတ္တာတရားကိုနားမလဲစော်ကားတဲ့သူ့အကြောင်းကိုမပြောရင်ကောင်းမယ်နင်းသူ့အကြောင်းကိုပြောမယ်ဆိုရင်ငါပြန်တော့မယ်ဒီမှာငါစောနင်းမသိချင်မကြားချင်လဲတငယ်ချင်းကောင်တယောက်နေနေပြောတင်တာကိုပြောအောင်ပါပဲမေသူလည်းနင်းကိုတကယ်မုန်းတယ် အစင်တန်းခွဲတယ်လို့နေထင်းသလားငငယ်တွေကချူချာတယ်ဆိုတာကိုနေသိပါတယ်အေးအဲ့လိုချူချာမှန်းသိလို့အကျဉ်းနာဖို့အသနာပို့ပြီးသူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်အကဲခတ်သူ့အလိုချောင်ကအမြဲလိုက်လျော့ပြီးတော့ချစ်နေကြတာကိုနေအသိဆုံးပါပဲဟာဒါကြောင့်မို့လို့လေငါနေကိုပြောပြမှာနေကိုအမုန်းစကားခါခါတရီပြောခဲ့တဲ့ငါတငယ်ချင်းလွန်ခဲ့တဲ့တစ်နှစ်ကျော်က စကားဆက်မပြောဘဲနဲ့စုံနေစွာရှိုင်ကိုပါတော့တယ်မငိုပါနဲ့ဟာပါလေသူလုံခဲ့တဲ့တစ်နှစ်ကျော်ကလင်းရသွားလားလင်းရဘာဖြစ်လို့ငိုရတာလဲနင်းတတော်အသေးမှရဲကောင်းမင်းတော့တဖက်တက်ကြည့်ပြီးဒဇွတ်ထိုးဆုံးဖြတ်တတ်တဲ့နင်းဗီဇာအေးအဲ့ဒီဒဇွတ်ထိုးဆန်တတ်တဲ့နင်းရဲ့စိတ်ဓာတ်ကိုသိလို့သူနင်းကိုစိတ်နာအောင်ပြောခဲ့တာသူ့ကျမ်းမာရေးကြောင့်အမြဲစည်းကမ်းပြဆေးတောင်းနေရတာကို နေလည်းပဲအသည့်သူမအိမ်အောင်ပြုတ်လို့မရတဲ့ယောဂရှိချောင်းငါ့ကိုငိုပြီးတော့ရင်ဖွင့်နေနင်းကိုလည်းမသိစေချင်ဘူးအသည့်ပင်းရင်လည်းတဆူဆူထန်နေစိတ်ကြောင်နင်းသူ့ကိုတကယ်လက်ထပ်လိုက်မယ်တဲ့လက်ထပ်ပြီးမှသူသေးခဲ့ရင်နင်းတအားခံစားရမှာကိုငါမကြည့်ရဘူးတဲ့ဒါဆိုရင်နင်းသဘောပေါက်လိုက်ပါခြာထားတော့လက်ဖက်ရည်လေးမတောက်ဖြစ်ရှင်ထဲကကိုထင်းရအရှူဝါးရကိုဆွဲကြရင် ဒေါသခိုးထွက်နေသောကျွန်တော်ရင်ထဲသို့နေ့ငယ်ရဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရတယ်။ကိုကိုကိုလည်းရှက်မိတယ်။ဝေဒနာခံစားမှုနောက်ဝဲချုပ်တီးထားသောမိအပေါ်ချစ်ခဲ့သည်ကျင်နာခဲ့သည်တွေးဆောင်ခဲ့သည်အကြောင်းအရာလေးတွေကိုလည်းရှင်းဝဲတမြင့်မြင့်နဲ့ခံစားလာရသည်။ "तू तू အခုရောနေကောင်းရဲ့လား"လုံခဲ့တဲ့နေ့ကျော်က तू ဆုံးသွားပြီ။"ဘာ နင်းကိုလွမ်းတဲ့စိတ်သူ့ဘဝကိုနာကြီးတဲ့စိတ်နဲ့အဲ့အိပ်ပြက်အစာပြက်ပြီးရောဂါတွေတိုးလာနောက်ဆုံးစေယုံမ6လလောက်ရောက်ပြီးဆရာဝန်ကြီးလက်လျှော့ပြီးတော့ရွာကိုပြန်ရောက်มาစုံသွားတာပါပဲသူမတည်ခင်တည့်ရနင်းကိုတတိယလို့နင်းတို့ထိုင်နေကြနေရာလေးကိုသွားချင်တယ်ဆိုလို့ငါလိုက်ပို့ခဲ့ရသေးတယ်နင်းကိုတဲတဲ့ထီချက်သွားတယ်ဆိုတာ နေတည်အောင်ပြန်ပြောခွင့်ရလို့ငါချိန်နဲ့ပါပြီကဲနေအချိန်မရရင်ပြန်တိုင်းနေငါတောင်းဝင်ကြည့်ပြီအေးငါနောက်ဆုံးထပ်မလိုက်မင်းနင်တစိုးထိုးလို့တက်တဲ့စိတ်ကိုပြေရွာကနေမိပါတွေနဲ့အဆက်တွေပြန်လုပ်ပါပြီးခဲ့တာတွေလည်းပြီးပါစေတော့ငါသွားတော့မင်းမြက်ရည်တော့အန်ကိုကြိတ်ပြီးထပြန်သွားသည်။မာညူထားသောလက်ဖက်ရည်နှစ်ခွက် ောက်တူမဲလို့အေးစပ်ကုန်ပါပြီ။ရီဝင်နေသောမျက်နှာမှမျက်ရည်များကစီးကျလာသည်။ငါမှားခဲ့သလားမင်း။ခြေသူရဲ့အားနဲ့ချက်ကိုသိပါလျင်နဲ့ဟန်ဆောင်စကားပင်မထင်။တစောတို့နိုင်မှုကြောင့်ဝေးတထက်ဝေးရမှာမဆုံသောလမ်းကိုကြုံခဲ့ရပြီပေါ့။အပြန်လမ်းနဲ့ခြေလမ်းမှမှန်တော့ပါ။ဟိုးအဝေးတောင်စုံထက်တွင်တဲထားတဲ့ဖျားကို ဖြူလွှတ်ဝထုံးပြူစေတီလေးကိုလက်အုပ်ချပြီးဖူးမြော်ကမေးတန်တရားအဆက်ဆက်ဝကျွေးတွေရှိရင်ခြေပါစေလို့ငိုရှိုက်မျက်ရည်ချစူတောင်းရင်းနေတာပဲ